တနိုင်ငံလုံးပြစ်ခတ်ရစဲရေးလက်မှတ်ရေးထိုးပွဲကိုပြီးခဲ့တဲ့အောက်တိုဘာလ15ရက်နေ့ကနေပြည်တော်မှာကျင်းပခဲ့တာဖြစ်ပါတယ်။အဲ့ဒီလက်မှတ်ရေးထိုးပွဲမှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့9ဖွဲ့နဲ့ ABSDF အပါအဝင်စုစုပေါင်း10ဖွဲ့ကလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ပြည်သူလူထုအနေနဲ့ငြိမ်းချမ်းရေးကိုသာလိုလားတာကြောင့် NCA လက်မှတ်ထိုးနိုင်တဲ့အတွက်ဌာနဆိုင်ရာနဲ့ပြည်သူလူထုပူးပေါင်းပြီးတောင်ကြီးမြို့မှာဒီကနေ့အောက်တိုဘာလ23ရက်နေ့မှာထောက်ခံကြိုဆိုကြတာဖြစ်ပါတယ်။ ။ဆိုရဝန်ထမ်းတွေကလည်းဒါကျွန်တော်တို့တိုင်းရင်းသားဒေသတွေမှာတာဝန်ထမ်းဆောင်ကြတာဖြစ်ပါတယ်။ငြိမ်းချမ်းရေးပြည်စဉ်ဆိုတာကတော့တိုင်းရင်းသားတိုင်းရင်းသားတိုင်းရင်းသူတွေနဲ့ပဲဆိုင်တာမဟုတ်ပါဘူး။နိုင်ငံဝန်ထမ်းတွေလည်းဆိုင်ပါတယ်။နိုင်ငံဝန်ထမ်းတွေကဒီတိုင်းရင်းသားလက်နက်ကလေးဂျာထဲမှာအလုပ်လုပ်နေတဲ့အခါကျသူတို့ရဲ့အခက်အခဲလေးတွေလည်းအများကြီးရှိပါတယ်။အေးချမ်းသွားတယ်တည်ငြိမ်သွားတယ်ဆိုတော့ဝန်ထမ်းတွေကလည်းကြိုးစားကြတာပေါ့။အဲ့သဘောပါခင်ဗျာ။တိုင်းရင်းသားဒေသတွေမှာအေးချမ်းစေခြင်းနဲ့အတွက် NCA လက်မှတ်ထိုးတာကိုထောက်ခံတာဖြစ်ကြောင်းတက်ရောက်လာသူတို့ကပြောပါရယ် ဒီလိုအပိခအတိတ်ခေရစေရေးလောက်ကအင်မရန်ကောင်းပါတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဒုနုနယ်မြေဆိုရင်အင်မရန်အေးချမ်းတဲ့နယ်မြေဖြစ်တယ်။တိုက်ပွဲတွေပါလေမရှိဘူး။ဒီလိုအေးချမ်းမှုကိုလည်းတခြားတိုင်းသားလေဒီအပိခဖြစ်နေတဲ့နေရာလေအိမ်မှာဆိုရင်ငိမ့်ချမ်းလာမယ်ဆိုရင်ကျွန်တော်တို့ဒုနုနယ်မြေလိုပဲအေးချမ်းတဲ့နေနိုင်စီရှင်တဲ့သဘောနဲ့ကျွန်တော်တို့ကအခုလိုပဲအပိခရစေကိုထောက်ခံမှုကျွန်တော်တို့ပြုရဖြစ်ပါတယ်။ လက်မှတ်ထိုးနိုင်ခဲ့တဲ့အတွက်ထောက်ခံပွဲကိုတောင်ကြီးမြို့ကတိုင်းရင်းသားကိုယ်စားလှယ်တွေမြို့ကန်တွေနဲ့ဌာနဆိုင်ရာဝန်ထမ်း၄၀၀ဝန်းကျင်လောက်တက်ရောက်ခဲ့ပါတယ်။လာရှိုးမြို့မှာလည်းတနိုင်ငံလုံးအပြစ်ခတ်ရဆဲရေးစာချုပ်ရေးထိုးတာကိုထောက်ခံတဲ့အနေနဲ့မန်စုဖုံးတော်ကြီးကျောင်းနဲ့ကံမင်းကျောင်းကနေလာရှိုးမိုးလုံလေးလုံးအားကစားကွင်းကိုခြိတက်ခဲ့ကြပါတယ်။တို့ဒီဒေတာမှာရှိတဲ့တိုင်းရင်းသားတွေတနည်းအားဖြင့်ဒီလိုအခမ်းအနားကျင်းပလာခြင်းရောက်တနိုင်ငံလုံးမှာရှိတဲ့နော်ပြည်တော်စုဘွားတိုင်းရင်းသားတွေအားလုံးဟာ ငင်းချမ်းရေးကိုအဓိကပေါ်ဆောင်ပြီးစ조사လုပ်ဆောင်နေပြီဆိုတာကိုသိစေချင်တဲ့ရည်ရွယ်ချက်ပါပဲလက်ရှိလက်နက်ကန်အဖွဲ့ရှစ်ဖွဲ့နဲ့အစိုးရအကြားငင်းချမ်းရေးလက်မှတ်ရေးထိုးတာကိုထောက်ခံတဲ့အကြောင်းကိုတက်ရောက်လာတဲ့အဖွဲ့အစည်းတွေကအခုလိုပြောပါတယ် NCR နောင်မျိုးဆက်တိတွေရဲ့အနာဂတ်တမိုင်းလက်ဆောင်ဖြစ်ချင်းအစိုးရလက်နက်ကန်ဒေသမှပြည်သူလူထုများမကြမီကာလမှာငင်းချမ်းရေးအသီးအဖွဲ့များကိုစတင်ခန်းဆန်းနိုင်မှာဖြစ်ချင်း နိုင်ငံရေးဆွေးနွေးပွဲများစတင်နေတာနဲ့အမျှဖွံ့ဖြိုးရေးလုံငန်းများကိုစတင်နိုင်မှာဖြစ်ပါတယ်ခင်ဗျာတက်ရောက်လာတဲ့ဒေသခံတဦးကတော့ငင်းချမ်းရေးလက်မှတ် ရေးထိုးတာကိုအပြတ်သဘောမျိုးမဟုတ်ဘဲနဲ့ရေရှည်တည်တက်စေမဲ့လက်တွေ့ကျတဲ့အကောင့်ထဲဖို့ဖို့လိုအပ်တယ်လို့ပြောပါတယ်ကျော်အကောင့်ဆုံးလက်မှတ်ရေးထိုးဖို့တော့မျှော်လင့်တယ်ဘာဖြစ်လို့ဆိုတော့ကျော်ဒီပြည်သွင်းစစ်ကျော်ဖြစ်နေတဲ့စစ်တွေကြောင့်ကျော်ပြည်သူလူထုတွေပဲဒုက္ခရောက်တော့ဘောနော် ဒီလက်မှတ်ထိုးထားတဲ့အပေါ်မှာလက်မှတ်ထိုးယုံနေမဟုတ်ဘူးเนาะတကယ်အပြုတ်သဘောဆန်တဲ့အဲလက်တွေ့အလုပ်ဖြစ်ဖို့လည်းအရေးကြီးတယ်လို့ထင်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဟာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မျိုးစုံအများဆုံးရှိတဲ့ဒေသဖြစ်ပြီးမြောက်ပိုင်းမှာအခြေစိုက်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့တအောင်တက် ရှမ်းမြောက်တက်နဲ့ KIA တက်တွေဟာလက်ရှိအစိုးရနဲ့ တပီလုံးအပြစ်ခတ်ရဲစေးရေးလက်မှတ်ထိုးတာမှလည်းတဖွဲ့မှမပါဝင်သေးသလိုတိုက်ပွဲတွေလည်းဇက်တိုက်စုသလိုပုံမဖြစ်ပွားလာနေတဲ့ဒေသလည်းဖြစ်ပါတယ်ဒီကနေ့ပြုလုပ်တဲ့လူတို့ထောက်ခံပွဲမှာဒေသခံ6000လောက်တက်ရောက်ခဲ့ပါတယ်အဲ့ဒီအခမ်းအနားကိုရှမ်းပြည်နယ်မြောက်ပိုင်းကလာရှိုးတီဘောနမ်ဆန်စတဲ့မြို့ကြီးတွေမှာတစ်ချိန်နဲ့ကျင်းပခဲ့တာဖြစ်ပါရဲ့ရှင်။